မြန်မာပြည်ပေါ်တိုင်းရင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီနေ့မှာပြောချင်တာက26ရက်နေ့ကလေးကတောက်ကြနေမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်တံကြောင့်တောက်ကြနေဖြစ်တဲ့အတွက်မြန်မာနိုင်ငံတဝန်းမှာရှိတဲ့အစ္စလမ်ဘာသာဝင်များကတောက်ကြနေမှာသူတို့ရဲ့ရက်ကြီးနေကြီးဖြစ်တဲ့အတွက်အမှား ဖယားဝတ်ပြုနေကြတဲ့နေရာမှာအကုန်လုံးသေကျေတဲ့သူကမြောင်မြစွာခြိကြတယ်။ဒါကိုလည်းမိတ်ဆွေတို့အနေနဲ့တီးပိသားဖြစ်ပါလိမ့်မယ်။ပြီးတော့အခုစကိုင်းတို့မန္တလေးတို့မြန်မာနိုင်ငံအမကွာနေပြည်တော်တို့မှာဆိုရင်စစ်တပ်ကပိုင်ဆိုင်နေဂျုံနေတာအစပြိုပြတ်သွားတဲ့အတွက်အစည်းအဝေးခမ်းမတွေပါပြိုပြတ်သွားတဲ့အတွက်အစည်းအဝေးလုံးလို့မရဘူး ဒီလိုတည်နေတာလဲဖတ်ချူရရတယ်ယခုကျွန်တော်တို့တည်ထားရမှာကမြန်မာနိုင်ငံမှာဘာပဲဖြစ်လာပါစေဘယ်ဘေးဒုက္ခပဲကြုံလာပါစေလက်ရှိအုပ်ချုပ်နေတဲ့နာဆကအစိုးရကရောက်လာမှာကနောက်ကဒါနိုင်ငံတကာနဲ့ရှင်းပြီးတော့ပြောတာဘာလို့လဲဆိုတော့ယခုလက်ရှိအခြေအနေမျိုးမှာဘယ်လောက်ထိ ကွက်ကွက်ကွင်းကွင်းမြင်လာရတယ်ကွက်ကွက်ကွင်းကွင်းမြင်လာရတဲ့အချက်တွေမြောင်းများစွာရှိတာတည်သူတွေမသေးသေးမဲနဲ့အသက်ရှင်နေရချင်းနေပါလေနဲ့ပြည်စည်းမရောက်လို့သေကျေသွားတဲ့လူကမြောင်းများစွာရှိလာတယ်ပြီးတော့ဒီနေ့မှဆိုရင်သခိုင်းမှာအလောင်းတွေကိုဆွေးမထုတ်နိုင်လို့ပြည်စည်းကမရောက်တဲ့အတွက်ဒီအလောင်းတွေကပုတ်ပွားပြီးတော့အနှမ်းတွေထွက်ပြီးနေထိုင်လို့မရတော့တဲ့အခြေအနေအထိတည်င်းတွေကတက်လာတယ် ီတော့ကျွန်တော်တို့သိထားရမှာကမြန်မာနိုင်ငံမှာဘာတွေပဲဖြစ်လာပါစေဘယ်ဘယ်ဒုက္ခပဲကြုံလာပါစေပြည်သူကိုပြည်သူကကုနေရတဲ့ပွေးဆိုတာကိုကျွန်တော်တို့သိထားဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာမြန်မာနိုင်ငံမှာအုံချုပ်နေတဲ့အစိုးရတရားကဘေးသောအခါမှာမှပြည်သူရေးရှိကခံပြီးတော့လုပေးတဲ့အစိုးရမျိုးမဟုတ်ဘူးဆိုတာကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်။ဒါကြောင့် ထိုင်းနိုင်ငံနဲ့ချင်းပြောမယ်ဆိုရင်ထိုင်းနိုင်ငံမှာဖြေကလေးကကိုတခါတည်းဝန်ကြီးချုပ်ကအမိန်ပေးပြီးတော့စစ်တပ်ကအမိန်ပေးတယ်ဒါတိုင်းကြီးလိုက်လို့တယ်ကေစီရေးဆိုရင်အများအများပဲဒါကြောင့်မသေးပင်နေလူတွေကမသေးပဲအသက်ချင်ခွင့်ရကြတယ်အခုမြန်မာနိုင်ငံမှာဘာပဲဖြစ်လာပါစေကျွန်တော်တို့ချင်းမဆိုတဲ့မြင်ပြီးသားဖြစ်တယ်နာကိနာကိတော့ကလည်း သေဆုံးတဲ့သူသေဆုံးသွားပြီးတော့အဓိကကောင်းစားသွားတဲ့သူတွေကနိုင်ငံတကာရဲ့ကူညီပံ့ပိုးမှုနဲ့ချမ်းသာသွားတဲ့လူကအများကြီးပြင်ပဆိုင်နာနေမှာတကယ်တမ်းကေစရေးရောက်လာတဲ့ပြည်စည်းတွေကမှောင်ကိုစေးကွက်မှအများကြီးဒီဟာတွေကိုကျွန်တော်တို့သိပြီးသားဖြစ်တယ်အခုလေးတကယ်လောရမင်းအရေးမှာငါတို့ဂျဟိုင်းရင်ပင်နစီရှိပါတယ်ငါတို့လေရင်ပင်နစီရှိပါတယ်ဆိုပြီးတော့ ပြည်သူ့ကိုတပ်ဖို့အတွက်ကြတော့ဘုံကျေဖို့ဒီလီရင်တွေကအနေပြီးတော့တကယ်ကေစရေးလုပ်ဖို့အတွက်ကြရင်ရဟရင်လေးမရှိဘူးဒီဟာတွေကဘယ်ကြောင့်လဲရောက်သွားတယ်လေဒါတွေကိုကျွန်တော်တို့ကိုကောကွန်ကွန်မြင်ဖို့လိုအပ်တယ်ဒီတော့အခုလက်ကြီးမှာဆိုရင်မြန်မာနိုင်ငံစစ်ကောင်စီအစိုးရအာဏာသိမ်းအစိုးရကနိုင်ငံတကာရေးပတ်ပိုးမှုကိုမူခါတော့ကလေးတလို့ပဲနော်ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့မူခါတော့ကလည်းအပြေလွှားရောက်လာပြီးတော့နိုင်ငံတကာကကူညီကေစေဖို့ရောက်လာတဲ့ဟာကိုငါတို့လက်ထက်ကိုပဲဖြေပါငါတို့လက်ထက်ကိုပဲဖြေပါဒီလိုဆိုတော့တကယ်တမ်းလူရှင်တဲ့လူတွေကစိတ်ပြတ်ပြီးတော့နှိမ့်ပြန်တော့တဲ့နိုင်ငံတကာကမလူပဲနဲ့ပြန်သွားတဲ့အရာတွေလည်းမြောင်များစွာရှိပါတယ်ဒါကြောင့်ရခိုင်သားတွေရင်သေးမှာနှလုံးသားထဲမှာ ဆေးမင်ကြောင့်ထိုးထားတယ်လို့အဲ့ဒီနှလုံးသားထဲမှာဒဏ်ရာအနာတရားတွေဖြစ်နေတယ်ဆိုတာဒါပဲမဲစစ်လော်ဘီတွေကပြောလာတယ်ဆိုရင် ရခိုင်တွေကကျေစုကမ်းပါတယ်ထားလိုက်ပါတော့ဆိုတော့အခုကြည်ကြီးတော်တဲ့မြန်မာပြည်အလေပိုင်းမှာတော့ကလေးသေးသေးပြည့်စုံမှုဒီလောက်ရှိတယ်စေတယ်ဖောက်ချတယ်ဒီလောက်ရှိနေတဲ့အရာမှာလေ တီသူကိုတီသူကကြေတဲ့ပွေးပဲအစိုးရကရောက်လာမှာကနောက်တခြားနိုင်ငံတွေမှာဘေးဘေးဒုက္ခပဲကြုံပါစေအစိုးရကဖြစ်ဖြစ်ချင်းတခါလေတန်ပြီးရောက်လာတာဒါကွာဟာချက်တဲ့ယခုလက်ရှိမှာဆိုရင်စေစိုးရကနိုင်ငံတကာရဲ့ကုညီပပိုးမှုကိုပဲမမောနေတယ် ဒီအရာကိုပြည်သူလူထုကထောက်ပြတဲ့အချိန်မှာသူတို့ကမလိုလားအပ်တဲ့အရာတွေကိုပဲပြောနေတယ်။လက်ရှိမှာကျွန်တော်တို့နေရာမဲ့အရာကဒီနေပဲငလျင်လုံသွားတယ်။ဒီနေမှာပဲစစ်တပ်ကလေရင်နဲ့ဘုံကျင်းနေတယ်။ဒီအရာတွေကိုကျွန်တော်တို့ပြည်သူတွေခံစားနေရတာငလျင်ကြောင်းတွေလိုက်ဘုံပြန်ကြောင်းတွေလိုက်တွေတာကတော့ မြန်မာနိုင်ငံသားတွေအကူကတော့မဆန်းတော့ဘူးဒီတော့နိုင်ငံတကာအကူအညီကိုယူမေရမေဆိုရင် သူတို့ကတော့ကွက်ကွက်ကွင်းကွင်းအဓိကပြည်သူကိုတပ်ဖို့အတွက်ရံမုံငွေလိုနေတာဟုတ်ဒီတော့ပြည်သူတွေလက်ထက်ကို ရောက်မလားမရောက်ဘူးလားဒါကမနေ့ကသတင်းမှလည်းကျွန်တော်အနေနဲ့ပြောပြီးတော့ပြီဖြစ်တယ်90 90ရမဲဟာတောင်မသေးချဘူးဘာလို့လဲဆိုတော့အခုသတင်းတစ်ပုဒ်တက်နေပါတယ်ဒီသတင်းအတူလေးကိုအရင်ဆုံးနားဆင်ပါ နိုင်ငံတကာငလျင်အကူအညီတွေကိုအကြမ်းဖက်စစ်တပ်ကအကုန်သိမ်းယူသွားပြီးမြန်မာပြည်ကငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်အိန္ဒိယနိုင်ငံကနေလူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့်အရေးပေါ်လိုအပ်နေတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုဒီမနက်ပိုင်းကပဲရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်ကိုပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီလေရင်ကြီးရန်ကုန်လေးစိတ်ကိုရောက်ရှိလို့ကယ်ဆယ်ရေးပစ္စည်းတွေအကုန်လုံးကိုလေရင်ပေါ်ကနေအောက်ကိုရွှေ့ပြောင်းပေးတာနဲ့တမတော်ပိုင်းကုန်တင်ကားကြီး၅စီးကလေးစိတ်ထဲမှာအတင်းဆောင်နေခဲ့ကြပါတယ် အခုစကားကြီးတွေပေါ်ကိုကယ်ဆယ်ရေးပစ္စည်းတွေပြောင်းပင်နေကြတယ်ထောက်ပို့တက်သေးကိုတည်သွားမယ်လို့ပြောနေကြတာကြားရပြီးတော့မှအထက်ကညွှန်ကြားချက်ထက်ရရင်သူတို့ပို့ခိုင်းတဲ့တက်တွေကိုသွားပို့ရမယ်လို့ပြောပါတယ်အခုတော့ကားပေါ်ကပါလာတဲ့စစ်သားတွေကသူတို့နိုင်တဲ့လောက်ပစ္စည်းတွေကိုအထုတ်ပြီးထုတ်ပြီးတော့ယူနေကြတာတွေ့ရစစ်တပ်ကတိုက်ရိုက်ကိုကယ်ပြီးလုပ်နေတာဆိုတော့ကျွန်တော်တို့လေးစိတ်ဝင်တဲ့တွေလည်းသူတို့ခိုင်းတဲ့အတိုင်းပဲလိုက်လုပေးနေရတာလို့လေးစိတ်ကုန်တင်တွေလုတ်ကင်နေတော့ဝင်ထမ်းထမ်းမှသိရပါတယ်ဒါကလေရင်ကွင်းက ပေါက်ထွက်လာတဲ့တဲ့ဒီတဲ့တွေကိုနားဆင်လို့ကျွန်တော်တို့တွေရင်ထဲမှာအလွန်ကိုစိတ်မကောင်းဖြစ်ရတယ်နောက်တစ်ပတ်အသာမသေးဘဲနဲ့မသေးသင်းဘဲသေသွားတဲ့လူတွေရဲ့ခံစားချက်ဒီလူတွေရဲ့ခံစားချက်ဒီလူတွေကဘယ်လိုခံစားနေရသလဲလက်ရှိအတိုင်းတာတကယ်ရင်ထဲကဖြစ်ရက်ကို ရင်ဖွင့်ထားတဲ့အတန်လေးကိုနားစင်ပါဟုတ်လေမကက်နဲ့ဆိုတာကြီးပဲပြောတယ်အထက်မှာလူရအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘယ်သူမှဘာမှမလုပ်ပေးကြဘူးအခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှိရင်ပြန်သွားကြတယ်အကုန်လုံးတကယ်လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လှုပ်ပေးချင်တဲ့စိတ်ရှိလို့ရှိရင်ဒီထက်ကလူကထွက်ကိုထွက်တယ်။ကျွန်မပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်မှအဆင်မပြေဘူး။စက်ပစ္စည်းလည်းဘာမှပါမလား။ဒါမဲ့အခုဒီမနက်ရောက်လာတဲ့ရန်ကုန်အဖွဲ့ရဆိုတာ။ဒါမဲ့ဒီနေ့နေ့ရက်ကျော်သွားပြီ။ ငလင်တော့တာ7နာရီ45လောက်49လောက်ဖြစ်မယ်အခုဆိုရင်နှစ်ရက်တိတိကိုကြော်သွားပြီနှစ်နှစ်ကနှစ်နှစ်နဲ့9လကလေးဒီတည်းမှဘလို့နေနဲ့စဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြက်မယ်ရေပြက်မယ်ဘလောက်ဒီနေရမလဲစဉ်းစားကြည့်ဒါမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးမယ်ဆိုတော့ကျမပြောတာအချိန်မနှောင်းငယ်ကိစ္စမရှိဘူးကျမသမီးလေးအချိန်နှောင်းသွားခဲ့ပြီဆိုတော့ကျမမပြေဆန်ကျမဒီသမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ကျမအမျိုးသားလည်းအထဲထဲမှာ ကျွန်မလုံးစေခြင်းနဲ့အကုန်လုံးလည်းကျွန်မဆိုအမြဲတမ်းလိုက်မေးတယ်ငါဘာလုပ်ပေးရမလဲငါဘာလုပ်ပေးရမလဲအမြဲလိုက်မှလည်းခလေးတန်နေကြားတယ်လို့ပြောတာပဲသူတို့ဘေးမှာလည်းလူတွေရှိရဲတဲ့ဒါပေမဲ့သူတို့မမြင်အောင်မှောင်နေတယ်တဲ့ပြီးတော့အတန်နေလဲကြားရတယ်မကြားရတာမဟုတ်ရှိတယ်ရှိရသားနဲ့ကျွန်မပြောချင်အသက်ရှင်တာတည့်ရသားနဲ့မလုပ်ပေးသေးတော့ကျွန်မပြောချင်တာဒါကရှင်လေးကမိခင်တယောက်ရဲ့ခံစားချက်တကယ်လက်တွဲမှာပြည်သူကိုပြည်သူအားကင်နေရပြီးတော့လက်ရှိအစိုးရတွေက နိုင်ငံတကာရဲ့အကူအညီကိုပဲမျှော်လင့်နေတယ်ဆိုတာကွက်ကွက်ကွင်းဝင်းမြင်နေရတဲ့ဗုဒ္ဓဘာသာသာသနိကအဆောက်အအုံနဲ့လူနေအိမ်နေပြီးတော့အစ္စလမ်ဘာသာဝင်နေအထွတ်အမြတ်ထားတဲ့ဗလီเจ้าနဲ့ဒီအရာတွေကတော့ပြိုပြတ်သွားပြီးတော့လူပေါင်း1900ကျော်လောက်တည်ဆုံးသွားပြီဆိုပြီးစစ်ကောင်စီကတည်င်းနေထုတ်ပြန်ထားတယ်ဒါပေမဲ့ ကူညီကေစေရေကမလုံလောက်ပါဘူးဆိုပြီးလေလိုင်းလေးကအော်တဲ့သတင်းအချက်အလက်တွေပဲကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့အဓိကလိုချင်နေတဲ့အတိုင်းလာကမြောက်ပြပြီးဆန်တောင်းတယ်လို့ပဲငလျင်ဒုက္ခသည်မြောက်ကိုအကြောင်းပြပြီးတော့နိုင်ငံတကာကလာလှူတဲ့ဟာကိုပဲအာယုံဆိုင်နေတယ်ဆိုတာတကယ်တမ်းနိုင်ငံတကာကလည်း ြည်သူလူထုတွေကိုမြန်မာနိုင်ငံသားတွေကိုငင်းညာတဲ့အနေနဲ့မြောင်များစွာဝင်လာကြပြီဆိုတာကို သူတို့ရဲ့စစ်လော်ပြီးကြုံမျိုးမင်းကခြားပြပြီးတော့ပြောဆိုထားတဲ့တည်ဒီတည်ကိုလည်းနည်းနည်းလေးနားဆင်ပေးပါခင်ဗျအဲ့တော့ကျွန်တော်တို့ဒိုင်းပြည်လုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးလောလောဆယ်ဒီအေဂျင့်ဆိုတာနေထိုင်နေရသောနိုင်ငံသူနိုင်ငံသားအားလုံးများသိစီဖို့ရည်ရွယ်ပြီးတော့ကျွန်တော်ပြောတာပါအဲ့တော့ ဘေးဒုက္ခတင်နေတဲ့လူတွေကိုကျွန်တော်တို့ဘယ်လိုကူညီရမလဲဆိုတဲ့အတွေ့အလေးတွေခင်ဗျားတို့ကျွန်တော်အားလုံးရင်းထဲမှာတွေးထားကြဖို့လေတိုက်တော့မှာလေအခုဆိုရင်ကုညီကေသိအဖွဲ့ရဲ့အတန်ဒီမျိုးစုံထွက်လာပါပြီဒါပဲပြောပြောကုညီကေသိအဖွဲ့ရဲ့မျိုးစုံဖွဲ့ပေါင်းများစွာနိုင်ငံတကာဖွဲ့စည်းပေါင်းများစွာကလည်းလာကြပါပြီအာကျွန်တော်တို့ဘာပဲပြောအကုန်လုံးကျေးဇူးတင်နေရပါတယ်ဒီပြောရရင်တော့နိုင်ငံပေါင်းစုံဆိုတဲ့နေရာမှာကျွန်တော်တို့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယအာထိုင်းအင်္ဂလိပ်တောင်ပါလာပါတယ်ဟိုလာလို့လဲလာလိမ့်မယ်ယူဆပါတယ်ဆိုတော့တို့လက်ကူညီကြသလို တစ်ချိန်တည်းမှာပဲဟိုနည်းနည်းကျွန်တော်တို့လလန်းကွာတဲ့ရုရှားလိုနိုင်ငံလည်းချက်ချင်းလာတယ်အဲချက်ချင်းလုတ်ပြီးတယ်ဘယ်လိုလုဆိုလဲချက်ချင်းလုတ်ပြီးပါတယ်အာဆီယံနိုင်ငံတွေတက်ဆိုရဲစင်ကာပူဘာလို့ရောက်လာပါပြီတောင်ကိုရီးယားလည်းလူမဲ့လူပတ်စံလူတဲ့အတန်ထွက်လာပါပြီဂျပန်လည်းမကြခင်သူတို့သူတို့ရဲ့ဒီလိုအပ်တဲ့ဒီကူညီထောက်ပံ့ဟိုအများကြီးရောက်လာဖို့ရှိတယ်သူကျွန်တော်သိရပါတယ်ဆိုတော့အာတချင်ညပါပဲကျွန်တော်တို့အမေရိကန်ကလည်းကူတာဒေါ်လာ1တန်းလှူမယ်ဆိုတဲ့သတင်းကူဒီနေ့စထုတ်လိုက်ပါပြီဒေါ်လာ1တန်း လူမျိုးထုတ်ပါတယ်ဒေါ်လာနဲ့တန်းအမေရိကန်လူမျိုးထုတ်ပါတဲ့အချိန်မှာအော်စတြေးလျကလည်းနှစ်တန်းလူမျိုးလို့ပြောပါတယ်အခြားသောဒီ EU နိုင်ငံတွေကလည်းသူကြောင့်ပြောပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိငလျင်ဘေးနဲ့ပတ်သက်ရင်တကဘာလုံးကနားလေလက်ခံယုံကြည်ရတာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကူညီရမယ်ဆိုတော့သူတို့စိတ်ရှိတဲ့ခါကျတော့သူတို့ကကူညီခြင်းနဲ့စိတ်ပြည့်နေပိုင်းဝန်းပြီးတော့သူတို့ပေးတဲ့အားတွေကိုအထောက်အပံ့ကူညီတွေပေးကြတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီကူညီတွေအကုန်လုံးကလည်းလက်ရှိဒီဇယ်နတ်ဆက်ကအစိုးရစီကိုဆက်သွယ်ပြီးတော့မှာ အာနာဆာကဆိုတာဒါရဲ့ဆက်တွေ့ရဲ့ဆက်တွေ့ပြီးတော့မှသူတို့အဲ့ဒီငွေကြီးကိုဖြန့်ဆွဲငွေကြီးတွေစီးစင်တာရှိတယ်လိုရတဲ့ပစ္စည်းဝယ်ပေးတာရှိတယ်ငွေတော့ဒီလို cash နဲ့ပေးတာမျိုးတဲ့စာရင်သူတို့ကဒီဒေါ်လာဘဏ္ဍာတန်အကောင့်ကူညီပစ္စည်းဘလောက်အဲဒါမျိုးသူတို့ပေးဖို့တာမျိုးလုပ်နိုင်မလို့ယူဆပါတယ်ဆိုတော့မလေးရှားဝန်ကြီးချုပ်ဆိုလို့ရှိရင်ဗိုလ်ချုပ်ကြီးမအောင်လည်းဒီနေ့မိန်ကွန်းအာသူတို့ဖုန်းဆက်တွေပြောပါတယ်ဖုန်းဆက်တွေပြောတဲ့ဟာကိုလည်းနာဆာကဘက်ကထုတ်ပြန်ပြတာတွေ့ရပါတယ်အဲ့တော့မလေးရှားလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တယ်သူတို့အနေနဲ့ကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဝန်ကြီးချုပ်ကလည်းမြန်မာဝန်ကြီးချုပ်စီကိုတိုက်ရိုက်ဖုန်းဆက်ပါတယ် ဆက်ပြီးတော့သူတို့မလေးရှားဘက်ကကူညီမဲ့အကြောင်းတွေနဲ့နိုင်ငံတကာကိုသူတို့ဘယ်လိုပြောပြမယ်ဆိုတဲ့အကြောင်းတွေတွေသူတို့ဆွေးနွေးကြပါတယ်။နာဆာကဥက္ကရာဘက်ကလည်းပြန်ပြောတာကတော့သူဒီနိုင်ငံမှာသူတို့ရဲ့စီးရင်ကောက်တာကတော့တိလူ1900ကျော်ပတ်ချာလေးတော့တည်ဆုံထားပြီလို့သူအနည်းဆုံးပြောပါတယ်။ဒါနဲ့ပုံများဖို့လည်းရှိတယ်ဆိုတဲ့အကြောင်းသူပြောပါတယ်။ဆိုတော့ဘာပြောမကြခင်မှာလည်းနိုင်ငံကြီးမလေးရှားနိုင်ငံကြီးဝန်ကြီးကိုရိုက်မြမပြီးကိုအကူအညီတွေလာပေးမယ်လို့အဲမလေးရှားဘက်ကလည်းပြောပါတယ်။ဒါတွေကသူတို့လောလောဆယ်ကူညီကြရတဲ့ကိစ္စတွေပါ။လူပုဂ္ဂိုလ် အဲကျွန်တော်တို့ထင်ရှားကြုံကြသူတွေလည်းအဲရောက်တဲ့နေရာရောက်သွားနေကြပါပြီအမှလွယ်ဘိုးအိမ်ဆိုလို့ရှိရင်လည်းလွယ်ဘိုးအိမ်တို့အဖွဲ့တွေဆိုလည်းရောက်သွားပါပြီအဲပြူထွေးလဲမန္တလေးကိုရောက်ခဲ့ပြီနောက်သူတိတ်မကြခင်စကိုင်းတော်ဆက်ထွက်မလာတော့မသိဘူးပြူထွေးကအဲလွယ်ဘိုးအိမ်ဆိုရင်စကိုင်းမှာရောက်သွားပါပြီဘာပဲပြောပြောလူတွေကဒီလိုမျိုးထွက်လာကြပါတယ်နောက် ARE Foundation ဆိုလည်းအဲဒီနေ့ဆိုရင်ဒါတို့စပြီးတော့တို့ရဲ့အကူအညီမှုတွေစထွက်လာပါပြီ ီလိုပဲဒီ Rail Express လို့ဖွဲ့စည်းရလဲသူတို့အနေနဲ့ဒီရင်းပေါ်ကယ်ဆယ်ပစ္စည်းတွေပို့ဆောင်တဲ့ကိစ္စကို Rail Rail Express ကအခမဲ့ပို့ပေးမယ်သူတို့ကားတွေနဲ့အခမဲ့ပို့ပေးမယ်လို့ပြောလာပါပြီတချိန်တည်းမှာပဲအဲကျွန်တော်တို့စိတ်နှင်းမြမွေရလို့မွေရကုမ္ပဏီတွေပေါ့နော်စသဖြင့်မွေရကုမ္ပဏီတွေကလည်းအဲစင်းနေမြလာပါလေမျိုးတို့ရှိရမွေးမွေးကုမ္ပဏီတခုကလည်းတို့လည်းဒီတို့ရှိရခေါင်းတွေဘာတွေကိုတို့ပုံလှူပါမယ်ဆိုတော့ထုတ်လာပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးကလို့တက်ညီလက်ညီနဲ့တည်ညီကြတယ်အဲထုတ်ထွက်ထွက်လာကြပါတယ်နောက်နိုင်ငံတကာအဖွဲ့ကြီးနိုင်ငံတကာအဖွဲ့ကြီးရဲ့အကူအညီတွေပတ်သက်လို့ရှိရင်အခု ကူညီတဲ့ဖွဲ့စည်းတွေကတော့စိတ်စင်လာတန်းတန်းနဲ့ကူညီကြပါတယ်။ဒါပေမဲ့ခုနအကူတူယူတဲ့ခေါင်းတော်အကူတူချန်ပန်ယူပါတယ်။ဘလို့ယူလဲဆိုတော့အာကူညီတဲ့ဖွဲ့တွေကဘလို့အကူတူယူလဲဆိုတော့ရှင်းရှင်းပြောရရင်တော့အာနိုင်ငံတကာထောက်ပံ့ကူညီတွေကိုအသုံးချပြီးတော့စစ်တပ်ကစစ်တပ်ကနေပြီးတော့ပြည်သူလူထုကိုဘုံကျဲရင်ဘယ်နဲ့လုံမလဲ။အဲ့ငွေတွေစစ်တပ်ရဲ့ရဘုံကျဲတဲ့ငွေတွေရောက်သွားရင်ဘလို့လုံမလဲဆိုတော့ပုံစံမျိုးနဲ့လူတွေကြားတဲ့ကိုဒီမဟုတ်မမှန်တဲ့တွေဝါရဖြစ်မှာ။ဆိုတော့တာမန်အချိန်ကပြည်သူလူထုကြတော့သူတို့ပြောတာအဟုတ်လို့ထင်ကောင်းထင်သွားနိုင်ပါလား။ ကဲဒီနေ့မှာကျွန်တော်ခင်ဗျားတို့ရွေးရှင်းလာပြောပါမယ်နတ်ဆာကအစိုးရကအဲ့ဒီနိုင်ငံတကာလာလူတဲ့ဟာတွေအကုန်လုံးကိုနတ်ဆာကအစိုးရကသူ့ကိုယ်တော်နဲ့ဒီလိုပြစ်ထည့်ပြလိုက်မရပါဘူးနိုင်ငံတကာဖွဲ့စည်းရေးဆိုတာလေသူတို့လူတဲ့ပစ္စည်းတွေသူတို့ကိုယ်တိုင်ကိုယ်စားရောက်လာပြီးတော့လူကြတာဖြစ်တဲ့အတွက်သူတို့ကိုယ်စားလေရောက်လာပြီးလူရဖြစ်တဲ့အတွက်ဘလို့မှဒီပစ္စည်းတွေကိုစစ်တပ်ကတွားပြီးသုံးညံသုံးညံသုံးလျှောက်တုံးပြလို့မရပါဘူးမရပါဘူးဘာလို့လဲဆိုတော့နိုင်ငံတကာဖွဲ့စည်းတွေမှာစင်တီကိုစိတ်တည်ရင်လည်းဖုံဖို့အတွက်မကြိုးစားပါနဲ့။ဘာလို့လဲဆိုတော့နာကင်းတုံးကလည်း ပြည်သူလူထုကခံစားပြီးသားမောခါတော့ကလည်းခံစားပြီးသားရေကြီးတော့ကလည်းခံစားပြီးသားကိုပေးတော့ကလည်းခံစားပြီးသားဒီအရာတွေကလက်ရှိနိုင်ငံတော်ရဲ့ဘာကြက်ငွေတွေကပဲရောက်သွားတယ်နိုင်ငံတကာမှာလှူပြီးမှမြန်မာနိုင်ငံကသဆင့် ဒုက္ခရောက်နေတဲ့သူတွေကိုလှူရမယ်ဆိုတာဒီအစိုးရရဲ့အစဉ်ကဘယ်အစဉ်လဲဒါကိုတွေးတော့ရင်လူတိုင်းကသိဖို့လိုအပ်တယ်နော်လူတိုင်းကသိဖို့လိုအပ်တယ်ဒီတော့စင်တွေကိုစိတ်တည်ရင်နဲ့ဖုံဖို့အတွက်စ조사ပြီးတော့တကယ်တော့လုံရမယ့်အရာထက်မလုံရမယ့်အရာကိုပဲတွင်တွင်ကြွကြွလုံပြီးတော့တခြားနိုင်ငံကကူညီမယ့်အထောက်အပံ့ကိုပဲမျှော်ကိုနေတယ်ဆိုတာဒါက ပေါ်ပေါ်လွင်လွင်ဖြစ်နေတယ်ဒီတော့တခြားနိုင်ငံကဝင်လာတဲ့အလှူငွေတွေကိုကသူတို့အနေနဲ့ဘလို့ခြေလေမလဲဆိုတာဒါကအကွက်စိတ်စိတ်လေးနဲ့ဒီနေ့ရထားတဲ့တင်လေးကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မျှဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ်နားဆင်ပေးပါဒီတော့နိုင်ငံတကာသတင်းထောက်များဝင်ရောက်ခွင့်စစ်ကောက်စီကပိတ်ပင်လိုက်တယ်။မြန်ကလေးတည်င်းယူရန်အတွက်နိုင်ငံတကာတည်င်းဌာနများရဲ့ မြန်မာနိုင်ငံဝင်ရောက်ရန်တောင်းဆိုမှုကိုစစ်ကောင်စီကမလား30ရက်နေ့အပြေချာလိုက်တယ်။နိုင်ငံတကာသတင်းဌာနများမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ရန်အတွက်တောင်းဆိုမှုများကိုစစ်ကောင်စီဘက်ကလက်ခံရရှိထားကြောင်းသို့တော်လည်းရေချက်စိတ်မီဟိုတယ်များမရှိသောကြောင့်ထိုတောင်းဆိုမှုများသည်အဆင်မပြေနိုင်ပါဘူးဟုစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကားဆိုတတ်သည်။သတင်းထောက်တွေလာတာနေတာတေးတာခိုတာထိုင်တာသွားတာလာတာ အစင်မပြေနိုင်ပါဘူးဒါလေးကိုကတော့အလုံးသီးစေရှင်ပါတယ်ဟုမလာ30ရက်ညနေပိုင်းကတည်င်းဌာနအချို့ကိုပေးပို့သည့်အတံပိုင်းတွင်၎င်းကအထပ်ပအတိုင်းပြောဆိုခဲ့သည်မလာ26ရက်နေ့လှုပ်ခတ်ခဲ့သည့်အင်းအပြင်းမြေငလီရင်ကြောင့်မြန်မာပြည်အလေပိုင်းဒေသများတွင်ထိခိုက်ပျက်စီးမှုများရှိကစစ်ကောင်စီရုံဆိုင်ထားသောနေပြည်တော်တွင်ပါထိခိုက်ပျက်စီးမှုများကြုံနေရသည်လက်ရှိတွင်မန္တလေးတိုင်းစကိုင်းတိုင်းချမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားငလျင်တင်းဒေတာများ၌အရေးပေါ်ကူညီကေစီများလိုအပ်နေပြီးအပြည့်အစုံဆုံးချုပ်မှုများကို သေဆုံးသူများပျောက်ဆုံးသူအများပြားဆက်လက်ချိနေစေဖြစ်သည့်စစ်ကောင်စီယမနင်းမွန်းလေးအချိန်ထိစည်ရင်များအရသေဆုံးသူ1800ခန့်ဒဏ်ရာရသူ3400ခန့်ပျောက်ဆုံးသူ300ခန့်ချိသည်ဟုသိရပြီးသေဆုံးသူများတိုးလာနိုင်သည်ဟုဆိုထားသည်မိုးလေဝသဇလဘေဒာနှင့်ညွန်ချမှုဦးစီးဌာန၏ ယမနေ့မလာ30ရန်နေ့အထိမြေငလျင်တည်င်းအရာခွန်ဒသမခွန်မ3ဒသမသူများအင်အားရှိတဲ့ငလျင်34ချိန်ခန့်လှုပ်တော့ခဲ့ကြောင်းကိုလည်းသိရသည်ဆလတ်ငလျင်နေဆလတ်လှုပ်ရှားဖို့ရှိနေတယ်ဆိုတာကိုလည်းပြောထားတယ်ဆိုတော့ထိုင်းတည်င်းနေမှာကလည်းအဓိကဖော်ပြထားတယ်ဘန်ကောက်အထက်30တိုက်ပြိုကြမှုမှာ၄လောင်းထက်တွဲပျောက်ဆုံးသူများဆလတ်ရှိနေကြောင်း ထိုင်းနိုင်ငံဘန်ကောက်ဂျဒူးချက်နေမီကမ်ဖိုင်လန်နှိချီဆောလဆာအထက်30တိုက်ပြိုကြမှုမှာပျောက်ဆုံးနေသူတွေကိုကေစေးရဲ့အဖွဲ့တွေကဆက်လက်ချပွေနေတာမှာဒီကနေ့မလာ30ရက်မှာအပြတ်အစည်းပုံတွေကြာကအလောင်းလေးလောင်းထပ်မံတွေ့ရှိလို့ Thai PBS တည်င်းမှာဖော်ပြထားပါတယ်မြန်မာပြည်ကအင်အားပြင်းငလျင်လောက်ကမှုကြောင့် အဆိုပါဆောင်းလက်စားတိုက်ပြိုချတော်ခဲ့တာဖြစ်ပြီးချာပွေကေစရေးလုံငန်း၄စိတ်ချင်းနိုင်ပြီးတော်ပြီ ဖြစ်ပေမဲ့စန္ဒကရိယာကနေအသက်ရှင်လျက်ချီသူချီနေကြောင်းအချက်ပြနေတယ်ဒါကြောင့်မျော်လင့်ချအပြည့်နဲ့မယမနာဆက်တိုက်ချပွေနေတယ်လို့ဗန်ကောက်မျိုးတော်ဝန်နိုင်ရှာချက်စတီဗန်ကတည်င်းထောက်တွေကို ပြောကြားလိုက်ပါတယ်ဒါကထိုင်းနိုင်ငံမှာအဓိက နေ့စဉ်ရစားပဲကေစေးရဲတွေပြူကြားတဲ့တိုက်တွေမှာအသက်ရှင်လျက်တောင်အခုဗီဒီယိုဖိုင်တွေထွက်လာတယ်အသက်ရှင်လျက်တောင်ကေစေးနိုင်တယ်ဒီအရာတွေကအလွန်ပီတိဖြစ်စရာဘာလို့လဲဆိုတော့တေကံမရောက်သတ်မပြောက်ရရှိတဲ့တည်အချာလာတွေကိုဆက်စပ်ပြီးတော့မြန်မာအစိုးရကတပိတ်ဝင်အိမ်ဝင်ရထားတဲ့ နိုင်ငံတကာကအလူငွေတွေကိုတည်င်းထောက်တဲ့ဝင်လာတယ်ဆိုရင်မိမိတို့အနေနဲ့ကေစေးရေးမလုပ်ပဲနဲ့ပြစ်ထားခဲ့တဲ့နေမြေတွေမှာဒီတည်င်းအချလန်းတွေကိုတည်င်းထောက်တွေကတွေးရှိသွားမယ်ဒီတွေးရှိသွားတဲ့အရာကိုနိုင်ငံတကာတည်င်းထောက်တွေကတည်င်းမီဒီယာဆိုရှယ်ပေါ်ကကြားလာတယ်ဆိုရင်နိုင်ငံတကာလူမဲအလူငွေတွေကရဆိုင်သွားမယ်ဒီဟာကိုစိုးရိမ်နေရတဲ့အကြောင်း အလူငွေတွေကိုဘယ်မမော့နေတဲ့အစိုးရကတည်င်းထောက်တွေဝင်လာမှာကိုပိတ်ပင်လိုက်တာဟာလေပြင်းမှာဆင်သွားသလိုပဲကျွန်တော်တို့ထင်ထင်ရှားရှားကိုတွေးနေရတာဖြစ်ပါတယ်။နော်ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့အနေနဲ့ငလီရင်ဘေးကြံကိုအကြောင်းပြပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအလွန်ပြန်လွှမ်းနေတာမှာစီရေးတည်င်းတွေကငလီရင်ရဲ့တည်င်းတွေနဲ့ ဖုံးပြီးသွားတဲ့အတွက်ကြောင့်အခုသူတို့ကငလင်းလုံးနေပေမဲ့လေတိုင်းရင်သားဒေသတွေမှာဘုံတွေကိုဇတိုက်ဇတိုက်ဒလဇတ်ချာမေးတိုင်းချားနေစေဖြစ်ပါလေဒါကြောင့်မြန်မာပြည်သူတွေအနေနဲ့မျောလင်းချက်ထားမဲ့အရာကစัจကြီးတင်ချာရှိနေတဲ့လူတွေကကြံ့ကြံ့ခံပြီးတော့ကျွန်တော်တို့ဘလို့ဆက်သွားကြမလဲဒါပဲတွေးဖို့လိုအပ်ပါတယ် သူတို့စီကမျော်လင့်ချက်ကတော့ကျွန်တော်တို့နာကီတော့ကလေးခံပြီးပြီမူဟာတော့ကလေးခံပြီးပြီရေကြီးတော့ကလေးခံပြီးပြီကိုဘေးတော့ကလေးခံပြီးပြီအခုတဖန်ငလျင်တော့ကလေးကျွန်တော်တို့ချေစားပြီးတော့လာမဲဟာလေပြင်းမှာဆင်သွောသလိုထင်ချပြီးဖြစ်နေတဲ့အတော်ကြောင့်မျော်လင့်ချက်ဆိုတာအများကြီးထားเสียရမလိုတော့ပါဘူးဒါကြောင့်ရရှိတဲ့တည်င်းအချက်လိုက်တွေကိုကျွန်တော်အနေနဲ့နေ့စဉ်တည်င်း တိုက်ဆိုင်မှုလေးတွေကိုဆက်ဆက်ပြီးတော့တင်ပြတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီသတင်းကိုနားဆင်နေကြတဲ့မိဘပြည်သူများစိတ်အချမ်းသာခြင်းကိုဤကျမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမောကောင်းတောင်းရင်းဒီသတင်းကိုညီကုန်းချုပ်အပ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာလီစောပါဂါရဝါပါဘိုင်ဘိုင်